အဲ့ဒီတော့22ရက်နေ့ပေါ့နော်ပြီးခဲ့တဲ့ဒီနေ့ပေါ့နော်22ရက်နေ့မှာဗုဒ္ဓဖူးချူကမေထုံရာသီကနေပြီးတော့ကရကတ်ရာသီကို ပြောင်းနေပေါ့နော်အဲ့တော့ဗုဒ္ဓဖူးချူပြောင်းတဲ့အတွက်ကျမတို့ကဘာဒီဂျုံရတယ်လဲလို့ပြောရင်ဘုဒ္ဓဘုရားကတက္ကမှာရှိနေရဲဆိုတာကเนาะမေထုံမှာရှိနေတာကဒါသူ့အိမ်မှာသူရှိတဲ့အတွက် တိတ်ပြီးတော့ပြဿနာမရှိဘူးသို့တော့ကတကတ်ကိုပြောင်းတဲ့အခါကျတော့ဘာတွေကြုံရနိုင်တယ်လဲဆိုရင်နံပါတ်1ကဘေးရန်မကင်းကြုံရတတ်တယ်နော်ဘေးရန်မကင်းတာကဘလူတွေဘသူတွေဘေးရန်မကင်းတာလဲလို့ပြောရင်တကဘာလုံးအနေနဲ့ဘေးရန်မကင်းဘူးနော်အဲ့တော့တကဘာလုံးနေနဲ့ဘေးရန်မကင်းဘူးအဲတကဘာလုံးနေနဲ့ဘေးရန်မကင်းတဲ့နေမှာပဲအဲအမေရိကန်ကဒီစစ်ပွဲထဲမှာပါလာပြီပေါ့နော်အဲဒါလေအကြောင်းရင်းက ါလဲစိတ်ပူရမယ်အနေထားတစ်ခုပေါ့နော်။ဘာကြောင့်လဲဆိုတော့တတိယကဘာစစ်ထိဖြစ်နိုင်တယ်ဆိုတဲ့အလားအလာ ရခိုင်တော့ကပုံများလာတယ်ပေါ့နော်။ဒါဘေဒင်တွက်တဲ့လူတွေနက္ခတ္တဗေဒပညာရှင်တွေကလည်းဒါကိုချူပြီးတော့ခံမှန်းကြတာတွေရှိပါတယ်နော်။အဲ့တော့ဒါလည်းတပိုင်းပေါ့နော်။အဲ့တော့ဒီကရကတ်ယာစီမှာဗုဒ္ဓဘူးရှိနေတာဘေးရမကင်းနေဂျုံအားတက်တယ်။ဒါအပြင်အနိုင်ကျင့်တာတွေပို့ပြီးတော့များလာတတ်တယ်ပေါ့နော်အနိုင်ကျင့်တာကဘာတွေလဲလို့ပြောရင် ပြောရင်တော့ကြီးနိုင်ငယ်ညင်းပေါ့နော်အင်အားကြီးရဲ့လူတွေကအင်အားငယ်တဲ့လူတွေကိုအနိုင်ကျင့်တာပေါ့နော်အကြီးတွေကအငယ်တွေကိုအနိုင်ကျင့်တာတိုင်းပြည်ကိုအုပ်ချုပ်နေတဲ့လူတွေကပြည်သူပြည်သားတွေကိုအနိုင်ကျင့်တာဒါမျိုးတွေနော်ဥမာစီးပွားရေးမှာဆိုလေအင်အားကြီးတဲ့စီးပွားရေးသမားကြီးတွေကနော်အင်အားသေးတဲ့စီးပွားရေးသမားလေးတွေကိုအနိုင်ကျင့်တာပေါ့အဲ့လိုမျိုးကြီးနိုင်ငယ်ညင်းတွေကပို့ပြီးတော့ ပေါ်လာနိုင်တဲ့အလားလာရှိပါတယ်เนาะဒါဂျူဒီအပြောင်းလဲရပါเนาะအဲ့တော့ဒါအပြင် ကျမတို့ကတဘာဝဘေးစစ်ဘေးယောဂဘေးရလဲဒီကာလဒီနှစ်အတွင်းမှာရှိနေသေးတယ်ပေါ့เนาะအဲ့တော့တဘာဝဘေးလို့ပြောရင် လေမုန်တိုင်းလေစင်နမောင်မုန်တိုင်းနေနဲ့အလတ်စားအင်းအားရှိတဲ့အလတ်စားအင်းအားရှိတဲ့မုန်တိုင်းဒီကျုံရနိုင်တဲ့ ရေကြီးတာတွေရေရှမ်းတာတွေကြုံရသလိုတစ်ဖက်မှာလည်းရေပြက်လက်တာတွေနော်တောက်ရေသုံးရေအခက်ခဲတွေ့တာတွေဒါမျိုးတွေလည်းကြုံရတတ်တယ်ပေါ့နော် ပြီးတော့လူလိန်လူကောက်လူညာတွေပေါ်လာတာလည်းကြုံရနိုင်တယ်ပေါ့နော်ဒါကကျမတို့ကဘာဘေးစစ်ဘေးယောဂဘေးအပြင်ကျမတို့ဂယုဆိုင်ရမှာကကြီးနိုင်ငင်းညင်းနေပုံများလာတဲ့အတွက်ဒါကတော့အထူးဂယုဆိုင်ပါလို့ကျမကမြစ်တာနဲ့ မှားကြချင်တယ်အဲ့တော့ဒီကာလမှာဘလိုမျိုးအစီရင်ရရာက ပြုတ်တင်တာလေလို့ပြောရင်နံပါတ်1ကစံပြုတ်ဆုံးကတ်ပါနော်စံပြုတ်စံပြုတ်ကိုတခြားစံမုံစံပြုတ်ပဲဖြစ်ဖြစ်စံပြုတ်ဆုံးကတ်ပါနော်တချို့ရက်တွေမှာနဝင်းဆုံးကတ်လို့ရတယ်တချို့ရက်တွေမှာတော့စံပြုတ်ဆုံးကတ်ပါကြီးနိုင်ငင်းကြီးကိစ္စတွေရှိတဲ့အတွက်အိမ်ကသားသမီးတွေကော နော်မိသားစုဝင်နေအားလုံးတနေ့ကိုတန်ဖုတ်ဒီ36ခေါက်စီပူဇော်ပါနော်တန်ဖုတ်ဒီပူဇော်ခြင်းအားဖြင့်ပြီးတော့ جماعه တို့ကဟုတ်ပြီတန်ဖို့တွေနောက်ပြီးတော့ جماعه တို့မြတ်တာသုံးပေါ့နော်မြတ်တာဘာဝနာပွားတာအပြင်ဒါရဏပရိတ်ကိုလည်းပူဇော်ပါလို့ جماعه ကမြတ်တာနဲ့တိုက်တွန်းခြင်းပါတယ်နော်ဒီကာလမှာဒါရဏပရိတ်ကိုပူဇော်ခြင်းအဖြစ် နော်အထအလျောက်အညံ့အဆိုးတွေသက်သာနိုင်ပါတယ်ဆံပြုတ်ဆုံးကပ်ပါတံပုတ်တွေကို36ခေါက်ပူဇော်ပါမြေတားသုတ်ကို အချိန်အားရှိအချိန်ရှိနေသေး၍မြေတားသုတ်ကိုပွားနေပါနော်မြေတားသုတ်ကိုမရဘူးဆိုရင်လူနဲ့မြန်မာတတ္တဝါတွေစမ်းပါပါစေချမ်းသာပါစေဘေးရန်ဒီလိုချင်းအချင်းချင်းကင်းရှင်းကြပါစေဆိုပြီးတော့လေကူစော်နိုင်ပါတယ်เนาะပြီးတော့ကျမတခုထပ်ပြီးတော့ပေါ့เนาะဒါ အိမ်ကနေတချို့အရေးကြီးတဲ့နေ့တွေရှိတယ်အဲ့လိုအရေးကြီးတဲ့နေ့တွေမှာနေ့ကျန်းတဲ့နေ့တွေအရေးကြီးတဲ့နေ့တွေမှာအိမ်ကနေမထွက်ခင်မှာနော်ကိုသွားမဲ့နေရဥမာအလုပ်ဖြစ်ခြင်းဖြစ်မဲ့ကြောင်းဖြစ်ခြင်းဖြစ်မဲ့ခရီးဖြစ်ခြင်းဖြစ်မဲ့ဈေးသွားဝယ်တာပဲဖြစ်ခြင်းဖြစ်မဲ့အဲ့လိုမျိုးနေ့တွေမှာပထမဦးဆုံးလောက်ရမှာကအိမ်ကနေထွက်တော့မယ်မထွက်ခင်မှာပထမဦးဆုံးဖျားရှိခိုးသွားပါ ဖះရှိခိုးတဲ့အခါမှာအရှိရှိခိုးစရာမလိုဘူးဗုဒ္ဓံတဏ္ဍန်ကိသမိဓမ္မံတဏ္ဍန်ကိသမိတန်ခံတဏ္ဍန်ကိသမိဒုတိယမိဗုဒ္ဓံတဏ္ဍန်ကိသမိဒုတိယမိဓမ္မံတဏ္ဍန်ကိသမိဒုတိယမိတန်ခံတဏ္ဍန်ကိသမိတတိယမိဗုဒ္ဓံတဏ္ဍန်ကိသမိတတိယမိဓမ္မံတဏ္ဍန်ကိသမိတတိယမိတန်ခံတဏ္ဍန်ကိသမိနော်တရဏဂုံတီပါပြီးရင်ငါးပါးသီလကိုအញ្ញံယူပါငါးပါးသီလယူမယ်ပြီးရင်မလုပ်မလဲလို့ပြောရင်နော်ကျွန်တော်ကိုစောင့်တော့ကိုစောင့်နှန်းနဲ့တကွ နော်တော်ဆောင်တမာဒီဟိုကနှကောင်းနဲ့မြက်အပေါင်းတို့နော်ကျွန်ုပ်ပြုသမျှဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်တို့ကိုသင်တို့ကမြတ်တာအမျှပေးပါတယ်သင်တို့ကလည်းဤတနေ့လုံးဤနေ့အဖို့ကျွန်ုပ်သွားလီရာနေရာမှာဘေးမစီရံမခပဲနော်ပြုလုပ်ရမည့်ကိစ္စတွေကို အောင်မြင်စွာ ပြုလုပ်နိုင်ဖို့အတွက်ကျွန်ုပ်ကိုစောင့်ရှောက်ပေးပါလို့နော်အဲ့ဒီလိုမျိုးမြတ်တာ ဘယ်လိုပြောမလဲဆူတောင်းမယ်ပေါ့နော်ကျွန်မအရင်ဆုံးဖြစ်စေချင်တာကဖျားရှိခိုးမယ်ပြီးရင်ငါးပါးသီလယူမယ်ပြီးရင်နော်ဖျားရှိခိုးတာတရဏဂုံတည်တယ်ပြီးရင်ငါးပါးသီလယူမယ်ပေါ့နော်ပြီးရင်ဖြစ်နိုင်တယ်ဆိုရင်တော့ဂုံတော်၉ပါးကို၃កောက်သို့မဟုတ်၉កောက်ပူဇော်ပါเนาะအဲ့လိုပူဇော်ပြီးရင်ကျမတို့ကျွန်ုပ်ပြုသမျှဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်တို့ကိုလေကျွန်ုပ်ညကျွန်ုပ်ဤကိုးစားနှန်းနှင့်တကွ နော်အဲတောဆောင်နဲ့တောင်ဆောင်နဲ့မြို့ဆောင်နဲ့ရွာဆောင်နဲ့ရုပ်ကစိုးဘုံမစိုးအာကာသစိုးနဲ့ဝေဒဝင်နဲ့သာသနာတော်ဆောင်နဲ့သမုတ်တရားဆောင်နဲ့ဝလာဟာကနဲ့ပြစ်စုံနဲ့စတူလောကပါလနဲ့တကြားမြမသူရာယမဆရှိသောနေမြမအပေါင်းတို့အားကျွန်ုပ်ကမေတ္တာအမျှပေးဝေပါတယ်ဆိုမေတ္တာဖို့အမျှဝေပါပြီးရင်ဤကဲ့သို့ပြုရသောကုသိုလ်တို့ကြောင့်နော်ကိုမှကိုကဘာကို ဆူတောင်းရမလဲလို့ပြောရင်เนาะဤနေ့ကျွန်ုပ်ပြုသမျှเนาะကိုသွားမဲ့နေရာကိုမှန်းလိုက်စိတ်ကမှန်းပြီးတော့ကျွန်ုပ်เนาะသွားမဲ့နေရာကျွန်ုပ်ပြုသမျှကိစ္စအဝါဝအားလုံးဘေးအန္တရာယ်ကင်း၍เนาะအဆင်ပြေချိုးမွေ့စေရန်အတွက်ကျွန်ုပ်ကိုကူညီပေးပါစောင့်ရှောက်ပေးပါဆိုပြီးတော့ မေတ္တာပို့ပြီးတော့ဆုတောင်းပါနော်ဒါလေးကိုတော့ကျွန်မထင်တယ်လုံနိုင်ပါလိမ့်မယ်အဲ့ဒီလိုလေးလှုပ်သွားပါနော်တချို့ကလည်းအဲ့လိုရှိရှိဝူးဝီးယူရတာတွေမယူချင်ဘူးဆိုရင် အိမ်မှာအမေရှိ အမေကိုယူယူသေးသေးနဲ့လက်အုပ်လေးချီပြီးတော့ กระโดดตัวว่าอมีอเปลี่ยนตัวอุ้มเลยส่วนอมีอ่ะเอ๊ะงาตาลีจ้ํามาบาสิช้ําตาบาสิบี้ยันกินมาสิส่วนไต่กางเลยเนาะงาตะมีลีจ้ํามาบาสิช้ําตาบาสิบี้ยันกินมาสิส่วนไต่กางเลยเนาะไอ้หลูမျိုးมีบ้าโกอเผ่ဖြစ်ဖြစ်อมีဖြစ်ဖြစ်เนาะตั้วกันนี้มาละอုတ်ฉีกระโดดပြီးတော့มีบ้าရဲ့สุตองน่ะโหလက်ခံပြီးมาตั้วบาလို့จม้าကမြစ်တာနဲ့အထူးမှားခြင်းပါတယ် ခေတ်ကာလအင်မတန်ကျန်းပါတယ်နော်ဘသူမဆိုးအချိန်မရွေးတခုခုဖြစ်သွားနိုင်တဲ့ကာလဖြစ်ပါတယ်ဒါကြောင့်ကျမကတော့နော်ဒါလေးကိုတော့လှုပ်ဖြစ်အောင်လှုပ်ပါလို့ကျမကမြတ်တာနဲ့တိုက်တွန်းပါတယ်နော်ဟုတ်ပြီအဲ့တော့ကျမအခုနှစ်ဂျုံက23ရက်နေ့ကနေပြီးတော့29ရက်နေ့အတွင်းမှာကျမတို့ညောဂျိုနီထားပေါ်မှာမူတည်ပြီးတော့ဆောင်ရွက်ဆောင်ရွက်နေကိုကျမပြောပါမယ်နော် ဇွန်လ23ရက်နေ့ပေါ့နော်ဇွန်လ23ရက်နေ့ကတော့ပြောမယ်ဆိုလို့ရှိရင်တော့အဲသုတိယရုပ်ပေါ့နော်ကျမတို့အဲသုတိယရုပ်နဲ့ညနေ3နာရီမှာကြီးပွားတိုးတက်စေတဲ့ဝေပုမာနရုပ်ရထားတဲ့နေ့ဖြစ်ပါတယ်ပြောမယ်ဆိုတော့နေကောင်းတယ်လို့ပြောရမယ်ပေါ့နော်နေကောင်းတယ်နေကောင်းတဲ့နေ့လို့ပြောနိုင်ပါတယ်နော်အဲ့တော့အဲ့ဒီနေ့မှာတော့ရှောင်းရံအမောင်ကာလကိုကျမပြောပါမယ်နော်ရှောင်းရံအမောင်ကာလကတော့ မနက်9:30เนาะရှောင်းရင်အမောင်ကာလကမနက်9:30เนาะမနက်9:30ကနေပြီးတော့မနက်9:00အတွင်းเนาะညနေ33မိနစ်ကနေပြီးတော့ညနေ4:27မိနစ်အတွင်းကအချိန်ခါမကောင်းပါဘူးเนาะအဲ့ဒီအချိန်ခါကိုရှောင်ပြီးတော့ ိုလှုပ်ချင်တဲ့ကိုအောင်မြင်စီလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်မယ်ဆိုရင်တော့လှုပ်ဆောင်နိုင်ပါတယ်။ကံပွင့်လက်ပွင့်စီတဲ့အရာကတော့စင်ဆွေရောင်ဖြစ်ပါတယ်เนาะကံပွင့်လက်ပွင့်စီတဲ့အရာကစင်ဆွေရောင်ဖြစ်ပါတယ်အရက်မျက်နှာအနေနဲ့ဆိုလို့ရှိရင်တော့မြောက်အရက်ဖြစ်ပါတယ်เนาะရှူပွားရမယ်ဂါတာကတော့တံပုတ်ဒီဂါတာနဲ့ဂုံတော်ကွန်ချာဖြစ်ပါတယ်ဆုံးကမယ်ဆိုလို့ရှိရင်တော့ဒီလိုနေ့မှာနဝင်းဆုံး တက်လူပူဇော်နိုင်ပါတယ်เนาะဂျွန်လ24ရက်နေ့ပေါ့เนาะဂျွန်လ24ရက်နေ့အင်္ဂါနေ့เนาะဂျွန်လ24ရက်နေ့အင်္ဂါနေ့ရတော့မာတင်ကရုပ်လို့ခေါ်တဲ့เนาะဆွေမျိုးတွေတိုးပွားစေတဲ့မာတင်ကရုပ်နဲ့ပင်မန်းစင်းရဲခြင်းကိုဖြစ်ပေါ်စေတဲ့ရက်ခါတာရုပ်ရတဲ့နေ့ဖြစ်ပါတယ် နေ့ရအကောင်းအဆိုးရောနေတဲ့နေ့ဖြစ်ပါတယ်။ရှောင်းရံအမောင်ကာလကတော့မနက်10:00နာရီနဲ့44မိနစ်ကနေပြီးတော့ နေ့တနာရီနဲ့၈မိနစ်အတွင်းဟာအမောင်ကာလဖြစ်ပါတယ်။အဲ့ဒီကာလမှာအရေးကြီးတဲ့ကိစ္စတွေအောင်မြင်စေလိုတဲ့ကိစ္စတွေကိုမလုပ်ပါနဲ့။เนาะဒါလူတိုင်းအတွက်ပြောတာပါเนาะ။လူတိုင်းအတွက်ပြောတာပါ။နိုင်ငံတိုင်းအတွက်ပြောတာပါ။အဲ့ဒီကာလဟာအမောင်ကာလဖြစ်တယ်။နေ့တနာရီနဲ့52မိနစ်ကနေပြီးတော့ည12နာရီအတွင်းကလည်းအမောင်ကာလဖြစ်ပါတယ်เนาะ။အဲ့တော့ကျွန်မပြောချင်တာကအမောင်ကာလ ကြီးဆိုးတဲ့နေ့ပါเนาะအဲ့တော့အင်္ဂါနေ့လေးဖြစ်တယ်အမောင်ကာလာလေးကြီးဆိုးတဲ့အတွက်နော်ကံကောင်းလက်ပွင့်စေတဲ့အရာဦးနေတဲ့အဖြူရောင်ကိုဝစ်စင်နိုင်ပါတယ်နော်ရွပွားရမယ်ဂါတာအော် sorry အရက်မျက်နာပေါ့နော်အရက်မျက်နာအနေနဲ့ဆိုရင်အနောက်တောင်ရက်ပါရွပွားရမယ်ဂါတာအနေနဲ့ဆိုလို့ရှိရင်တော့ဒါဒနာပရိမေတ္တာသုံးနဲ့သဗ္ဗုဒ္ဓေဂါတာပဲဖြစ်ပါတယ်နော်လှူဒန်းရမယ် အခါရလှူဒန်းရမယ်စွန်းအနေနဲ့ဆိုရင်တော့စံပြုတ်လှူဒန်းမှာ2020 sorry 25ရက်နေ့ဇူလ25ရက်နေ့ကတော့เนาะချင်းမြင့်မြောက်စားခြင်းခံရတတ်တဲ့အမတာယုတ်နဲ့ပစ္စည်းဥစ္စာတွေကုန်ဆုံးစေတတ်တဲ့မူတလာယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်ပြောမယ်ဆိုလို့ရှိရင်တော့နေ့အကောင်းအဆိုးရောထွေးနေပါတယ် အမောင်ကာလာကတော့နေ့12နာရီရနေပြီးတော့နေ့7နာရီနဲ့မိနစ်30အတွင်းကအချိန်ခါမကောင်းပါဘူးအဲ့ဒီအချိန်ခါလာကိုကြော်လွန်ပြီးတော့ကိုကအောင်မြင်စီလို့တဲ့ကိစ္စတွေကိုလှုပ်ဆောင်မယ်ဆိုရင်တော့အသင့်အတင့်ကောင်းပါတယ်နော်ကံကောင်းလက်ပွင့်စီတဲ့အယောင်ကတော့အပြာယောင် ဖြစ်ပါတယ်အရက်နဲ့နာနေနေဆိုရင်တော့အနောက်အရက်ပဲဖြစ်ပါတယ်ရွပွားရမယ့်ဂါရာကတော့ဂုံတော်ကွန်ချာနဲ့ ဒါရဏပရိတ်ကိုရွပွားပါကတ်လူဝမဲ့စိုးနေနေကတော့စံပြုတ်ကိုလူတန်းမှာလူကျမမေတ္တာနဲ့တိုက်တွန်းပါတယ်ဇွန်လ26ရက်နေ့ကြာသပတေးနေ့ကတော့ကာလနာယုတ်နဲ့ကာ sorry ကာနာယုတ်နဲ့ကာနာယုတ်ဆိုတာကဆင်းရဲဒုက္ခတွေကိုကြုံတွေ့စေတတ်တဲ့ယုတ်ကကာနာယုတ်ပါเนาะအဲ့တော့ကာနာယုတ်နဲ့เนาะကိစ္စအဝဝကိုအောင်မြင်ပြီးစီးစေတတ်တဲ့တိဋ္ဌိယုတ် ရထားတဲ့နေ့ဖြစ်ပါတယ်။ပြောရင်တော့အကောင်အဆိုးရောထွေးနေတဲ့နေ့ပါနော်။ဒီကာလတွေသတိထားမိလားမသိဘူး။တော်တော်များများအကောင်ရောအဆိုးရောကျမတို့ကြုံနိုင်တဲ့ကာလတွေဖြစ်နေတာတွေ့ရတယ်ပေါ့နော်။ရှောင်းရံအမှောင်ကာလကတော့မနဲ့နော်။အမ် sorry နေ့လေပေါ့နော်နေ့လေတနာရီနဲ့30မိနစ်ကနေပြီးတော့ညနေ3နာရီအတွင်းဟာ အချိန်ကာလမကောင်းပါဘူးအဲ့ ရှောင်ရင်အမှောင်ကာလကိုရှောင်ပြီးတော့ကျမတို့เนาะကိုအောင်မြင်စီလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်မယ်ဆိုရင်တော့လှုပ်ဆောင်နိုင်ပါတယ်เนาะကျမကတော့ဘယ်အချိန်ကိုလှုပ်ဆောင်စီခြင်းတလဲလို့ပြောရင်နေ့7နာရီနဲ့36မိနစ်အလွန်ကြမှာတိတ်တိရောက်ရတာအဲ့တော့လုံးမယ်ဆိုလို့ရှိရင်เนาะနေ့7နာရီကနေပြီးတော့နေ့7နာရီခွဲမတိုင်ခင်မှာလှုပ်ဆောင်စီခြင်းတယ်เนาะကောင်းတဲ့အချိန်ကာလကနေ့ 17နာရီခွဲမတိုင် sorry 17နာရီခွဲပြီးမှ17နာရီနဲ့36မိနစ်မှဒီဟာကသိတိရုပ်ကိုပြောင်းတာပေါ့เนาะအဲ့တော့17နာရီနဲ့မိနစ်40ကနေနေ့တနာရီ30မိနစ်မတိုင်ပြီးမှကိုအောင်မြင်စေလိုတဲ့ကိစ္စတွေကိုလုပ်ပါလို့ကျွန်မကမြစ်တာနဲ့တိုက်တွန်းပါတယ်เนาะကံကောင်းလက်ပွင့်စေတဲ့အရာကတော့အဝါရောင်ဖြစ်ပါတယ် ရွှေရောင်အဝါရောင်ကံကောင်းလက်ပွင့်စေပါမယ်အရက်မျက်နှာအနေနဲ့ဆိုလို့ရှိရင်တော့အနောက်မြောက်ရက်ဖြစ်ပါတယ်ရှုပွားမယ်ဂါရာကတော့မေတ္တာသုံးနဲ့မေတ္တာသုံးနဲ့ဒါရဏပရိဖြစ်ပါတယ်ပထမ်းရွတ်တဲ့လူတွေပထမ်းရွတ်လေးရှိတဲ့လူတွေကလည်းအဲ့ဒီနေ့မှာမေတ္တာသုံးတဲ့ပထမ်းကိုပူဇော်လို့ရပါတယ်။လှူဒန်းရမယ်နော်အခါရလှူဒန်းရမယ်စွန်းအနေနဲ့ရတော့နဝင်းစွန်းကိုလှူဒန်းနိုင်ပါတယ်။ ဇူလ28ရက်နေ့ကတော့တောက်ကြနေ့ဖြစ်ပါတယ်။တောက်ကြနေ့မှာတော့ပစ္စည်းဥစ္စာတွေကိုကုန်ဆုံးစေတတ်တဲ့လုံဘကရုပ်နဲ့နော်နနက်7နာရီအလွန်မှာတော့လူတွေထိကြိုက်ဆုံးရှုံးစေတတ်တဲ့တည်ဆုံးစေတတ်တဲ့ဥပါဒါရုပ်ရထားတဲ့နေ့ဖြစ်ပါတယ်နော်ပြောမယ်ဆိုတော့တနေ့ကုန်နေ့ကျန်းပါတယ် တောက်ကြနေဖြစ်ပေမဲ့နေချမ်းနဲ့အခါချမ်းနဲ့အတွက်အောင်မြင်စီလိုတဲ့ကိစ္စတွေကိုတော့အဲ့ဒီနေ့မှာမလုပ်ပါနဲ့လို့ကျွန်မမြစ်တာနဲ့တိုက်တွန်းပါတယ်။ကံကောင်းလက်ပွင့်စီတဲ့အရာကတော့အစိမ့်မှုရောင်အပြာရောင် ဖြစ်ပါတယ်။အရက်မျက်နှာအနေနဲ့ဆိုလို့ရှိရင်တော့မြောက်ရက်ပဲဖြစ်ပါတယ်နော်။ရွတ်ပွားမဲ့ဃာတာကတော့မြစ်တာတော့နော်ယတနာ၃ sorry ယတနာ၃မြတ္တာ၃ပုပ္ပနာ၃အဲ့ဒီ ပရိတ်ကြီးဆက်သက်တော့တဲ့အဲ့ဒီသုံးတုတ်ကိုပူဇော်ပါလှူဒန်းရမယ်နော်စွန်းအနေနဲ့ကတော့နဝင်းစွန်းကိုလှူဒန်းနိုင်ပါတယ်ဂျူလာ28ရက်နေ့ပေါ့နော်ဂျူလာ28ရက်နေ့ကတော့ကျမတို့စနေနေ့ဖြစ်ပါတယ်စနေနေ့ကတော့တိုးတက်ကြီးပွားစေတဲ့တဲ့မိထာယုံနဲ့ဖုံးကန်ကြီးမားစေတဲ့တဲ့မာနာတယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်နေ့ကောင်းတဲ့နေ့ဖြစ်ပါတယ်စနေနေ့ဖြစ်ပေမဲ့နေ့က အထူးကောင်းပါတယ်เนาะအထူးကောင်းတဲ့အတွက်ကိုယ့်ရဲ့အောင်မြင်စေလိုတဲ့ကိစ္စတွေเนาะဆောင်ရွက်တာတွေငွေကြေးကိစ္စတွေလှူဆောင်မလားเนาะနောက်ရေရီယာခြေတာတွေเนาะနောက်ပြီးတော့ဟိုဘယ်လိုပြောမလဲစေဖို့ရာဒီဒါလောကီပညာနဲ့ဆိုလို့ရှိရင်လေဒီနေ့ကလုတ်တဲ့နေ့နေပေါ့နော်ပြီးတော့လောကီပညာနဲ့မဟုတ်ဘူးကျမတို့ចောင်းတက်ဖို့ပေါ့နော်ဒါတခုခုစတင်တာတွေပေါ့နော်အဲစိုက်သိပ်ဖွင့်တာတွေဒါမျိုးတွေလုတ်မယ်ဆိုလေဒီနေ့ဟာလုတ် ခါကောင်းတဲ့နေ့ပေါ့နော်အမောင်ကာလကတော့မနေ့တနာရီခွဲရနေပြီးတော့မနေ့9နာရီနဲ့6မိနစ်တွင်းအမောင်ကာလဖြစ်သလိုမနေ့9နာရီရနေပြီးတော့မနေ့10နာရီနဲ့30မိနစ်အတွင်းကလည်း အမောင်ကာလဖြစ်ပါတယ်အဲ့ဒီအမောင်ကာလကိုရှောင်ကျင်ပြီးတော့ကျမတို့ကကိုအောင်မြင်စေလိုတဲ့ကိစ္စတွေကိုလုပ်လို့ရပါတယ်เนาะဟိုဆက်မနာတွေလုပ်တာတွေเนาะဘယ်လိုပြောမလဲဟိုကွန်ပစ္စည်းတွေစဖြန့်တာတို့ဟလာစာချုပ်ချုပ်တာတို့နော်ဒါမျိုးတွေလုပ်မယ်ဆိုလဲလုပ်လို့ရပါတယ်ထီကန်ဆန်းရင်လည်းကောင်းတဲ့နေ့ပါနော်အဲဒီနေ့အဲ့နေ့ကတော့ကျွန်မထင်တယ်ထီကန်ဆန်းလို့ကောင်းတဲ့နေ့နော်ခိုင်းထီဆိုရင်အဲစနေနေ့ ဂျုံလ28ရက်နေ့စနေနေ့မှာထီကန်ဆန်းကြည့်ပါနော်ထီကန်ဆန်းလို့ကောင်းနေနေ့ဖြစ်ပါတယ်ဂျုံလ29ရက်နေ့တနင်္ဂနွေနေ့ရတော့ပျက်စီးဆုံးရှုံးမှုတွေကိုဖြစ်စေတတ်တဲ့ဝစီယာရုပ်နဲ့နော်မနက်10:00နာရီနဲ့58မိနစ်အလွန်မှာတော့အရိုက်ပုတ်ခံရတတ်တဲ့ဒုက္ခဆင်းရဲတွေကိုဖြစ်စေတတ်တဲ့မူကားရုပ်ရထားတဲ့နေ့ဖြစ်ပါတယ်ပြောမယ်ဆိုရင်တော့တစ်နေ့လုံး နေမကောင်းအခါမကောင်းပါဘူးနော်အဲ့တော့ဒီလိုနေမှာတော့ကျမကအော်ခုန sorry ခုနစနေနေ့မှာနော် sorry sorry ကျမတခုပြောဖို့ကြံခဲ့တယ်စနေနေ့မှာကံကောင်းလက်ပွင့်စေတဲ့အရာเนาะကံကောင်းလက်ပွင့်စေတဲ့အရာကတော့မိခိုးရောင်၊နက်ပြာရောင်၊ညီကယ်ရောင်လည်းဖြစ်ပါတယ်เนาะအနောက်တောင်အရက်ကကံကောင်းလက်ပွင့်စေတဲ့အရက်ဖြစ်ပါတယ်ရွတ်ဖက်ရမယ့်ဂုံတော်ကတော့ ခုံတော်ကွန်ချာနဲ့ဒါဒနာပရိတ်ကိုရွတ်ဖတ်နိုင်ပါတယ်မေတ္တာတို့ကိုပူဇော်မယ်ဆိုရင်တော့ပူကောင်းပါတယ်เนาะလှူဒန်းရမယ်အခါရလှူဒန်းမယ်ဆုံးကတော့နဝင်းဆုံးမယ်ဖြစ်ပါတယ်ဂျူလာ29ရက်နေ့တနင်္ဂနွေနေ့ရတော့เนาะပျက်စီးဆုံးရှုံးစေတတ်တဲ့ဝစီယယုတ်နဲ့ရိုက်ပုတ်ခံရတတ်တဲ့ဒုက္ခဆင်းရဲကိုဖြစ်စေတတ်တဲ့မူကယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်เนาะဒီလိုနေ့မှာတော့ ကိုအောင်မြင်စေလို့တဲ့ကိစ္စတွေကိုရှောင်သင့်တယ်လို့ကျမအနေနဲ့ယူဆပါတယ်။တနေ့လုံးလဲအမောင်ကာလကတနေ့လုံးမကောင်းပါဘူးနော်။အဲ့တော့အဲ့လိုနေ့မှာကောင်းကောင်းလက်ပွင့်စေတဲ့အရာကတော့မိခိုးရောင်ဖြစ်ပါတယ်။အဖြူရောင်ဖြစ်ပါတယ်။အရက်မျက်နှာအနေနဲ့ဆိုလို့ရှိရင်တော့အနောက်အရက်ဖြစ်ပါတယ်။ရွတ်ဖက်ရမယ့်ဂါထာကတော့ ဂုံတော်ကိုပါကိုရွတ်ဖတ်ပါပြီးရင်ကျမတို့ဒါရဏပရိတ်တော်ကိုရွတ်ဖတ်ပါမေတ္တာသုတ်ကို ပွားများပါလှူဒန်းရမယ်စွန်းအနေနဲ့ကတော့ကျမကတော့လှူဒန်းရမယ်စွန်းအနေနဲ့ကတော့နဝင်းစွန်းသို့မဟုတ်ဆံပြုတ်သင့်လျော်ရအောင်လှူဒန်းနိုင်ပါတယ်တနည်းအနေနဲ့မှာကျမပြုလုပ်စေချင်တာကတော့အိမ်ကဖျားစင်ကိုတန်ရှင်းရေးလောက်တာတွေလုပ်စေချင်ပါတယ်နောက်ဘုံကြီးเจ้าနေဟလာတော့နောက် ဟိုအထွတ်မြတ်ထားတဲ့နေရာတွေမှာ လူဝင်လူသွားလူလာတွေအတွက်တန့်ရှင်းအောင်ပေါ့နော်ဓမ္မယုံဘုံကြီးเจ้า နော်ရက်ွက်ဓမာယုံတို့မှာတန်ရှင်းလောက်တာမျိုးတွေလောက်ဆောင်တဲ့လို့ကျွန်မအနေနဲ့ယူဆပါတယ်နော်ဒါကတော့ဇူလ23ရက်နေ့ကနေပြီးတော့29ရက်နေ့အတွင်းနေ့အလိုက်ဆောင်းရံဆောင်းရံတွေကိုပြောသွားတာဖြစ်ပါတယ်ချစ်တော်သူများဒီကာလဟာကျွန်မတို့ဂယူဆိုင်ရမယ်ကာလဖြစ်တဲ့အတွက်အားလုံးပဲဂယူဆိုင်ပါလို့ကျွန်မကချစ်ချင်းမြတ်တာနဲ့ကျွန်မကတိုက်တွန်းအပ်ပါတယ်